ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့တနင်္သာရီတိုင်းတွေကမောတောင်မြို့ကိုနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ဒေါ်လာရေးပူပေါင်းတပ်တွေကသိမ်းယူလိုက်တယ်လို့သိရပါဗျ။ဒါဟာတနင်္သာရီတိုင်းတွေမှာပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့မြို့လဲဖြစ်တယ်လို့သိရပါဗျ။မောတောင်မြို့ကို3ရက်အတွင်းဒေါ်လာရေးတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာပြည်သူစစ်တွေအပါအဝင်စစ်ကော်မရှင်တပ်သား42ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံဘတ်ချန်ကိုထွက်ပြေးသွားတဲ့စစ်သားများပြားရှိတယ်လို့လည်းသိရပါဗျ။မော်တော်မျိုးကိုစစ်ကောမရှင်ကလက်ရှိအချိန်ထိလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေဆဲဖြစ်ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေကလည်းနေမြေရှင်းလင်းရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဆိုပါမြို့သိမ်းတိုက်ပွဲကို KNU KNLA ဦးဆောင်မှုနဲ့အတူ KNLA တမဟာလေးကတရင်203တရင်71 KNDO တရင်9တရင်12 မမပြည်သူ့လက်မြောက်ရေးတပ်မတော် BBLA Force for Federal Democracy တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။အခုနှစ်ဩဂတ်လအတွင်းကရင်ပြည်နဲ့ထိစပ်နေတဲ့ထိုင်းမြန်မာအမှတ်နှစ်တံတားကိုစစ်အုပ်စုကပိတ်ထားခဲ့ချိန်ထိုင်းမြန်မာနှစ်ဖက်အာဏာပိုင်တွေညှိနှိုင်းမှုအတွင်းတနင်္သာရီတိုင်းတွေကနေဆက်ဂိတ်တွေကိုအုံပြုဖို့အတွက်စစ်ကောင်စီဘက်က ပြောဆိုမှုတွေရှိခဲ့တယ်လို့သိရပါဗျ။မောတောင်နေဆက်ဂိတ်ဟာ နေ့စဉ်ပြင်းမြကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ6တန်းခန့်ရှိပြီး အနာသိန်း၅နှစ်တာကာလအတွင်းစစ်အုပ်စုကတောက်လျှောက်ထိန်းချုပ်ခဲ့တဲ့မော်တော်မျိုးကိုတော်လန်ရေးတပ်တွေကအပိသက်သိမ်းယူနိုင်ခဲ့တာပါစစ်ကောင်စီဘက်ကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်တော်မျိုးကိုလက်လွတ်လိုက်ရတဲ့အတွက်ကံယူရန်စစ်ဌာနချုပ်ကာယခတိုင်းမှုဗိုလ်ချုပ်ကြော်ဟန်ကိုစစ်ဆေးနေတယ်လို့သိရပါဗျ